အားလုံးပဲမင်္ဂလာပါ Guardian Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ပြောပြပေးသောမယ့်အကြောင်းအရာကတော့အမျိုးသမီးတွေရဲ့ဘဝအတွက်အရေးကြီးဆုံးနဲ့မဖြစ်မနေကြုံတွေ့ရမယ့်အခြေအနေတစ်ခုဖြစ်တဲ့သွေးဆုံးချိန်အကြောင်းပဲဖြစ်ပါရစေ။သွေးဆုံးနေဆိုတာယာတီသွေးရဲတန်သွားရုံတသက် မဟုတ်ပါဘူး။ဒါဟာအမျိုးသမီးတဦးရဲ့မျိုးပွားနိုင်စွမ်းကအဆုံးသက်သွားပြီးခန္ဓာကိုယ်ရဲ့ဟော်မုန်းအင်အားစုကြီးတစ်ခုလုံးတိတိတသာပြောင်းလဲသွားခြင်းပဲဖြစ်ပါရစေ။ ဒီပြောင်းလဲမှုဟာရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနဲ့ဘဝနေထိုင်မှုအလုံးအပေါ်ကို ကြီးမားစွာတည်ရောက်မှုရှိနေပါတယ်။ဒီဗီဒီယိုမှာတော့သွေးဆုံချင်းဆိုတာပါလေ။သွေးဆုံချင်းဟာဘယ်အချိန်မှစတင်ဖြစ်ပေါ်တတ်တာလဲ။သွေးဆုံချင်းရဲ့လက္ခဏာတွေခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာပေါ်တည်ရောက်မှုတွေနဲ့ဒီကာလကိုဘယ်လိုကျန်းမာပျော်ရွှင်စွာကြော်လွှားဖြတ်သန်းမလဲဆိုတဲ့အချက်တွေကိုအလုံးပြည့်ပြည့်စုံစုံ ရှင်းပြပေးတော့မှာဖြစ်ပါတယ်။ လူချင်းမျိုးဘဝအတွက်အရေးအကြီးဆုံးဖြစ်တဲ့ကျမကြီးစင်တဲ့မြန်မာလာစီရဲ့အတွက်မရှိမဖြစ်လိုအပ်တဲ့ Friday ကျမကြီးဆိုင်ရာတမများနဲ့လူချင်းမျိုးရဲ့ဘဝကိုအကောင်းဆုံးထိန်းသိမ်းပေးနိုင်မဲ့ဒီလက်များကို မျှဝေပေးဖို့က Guardian Channel ရွေးချက်ပဲဖြစ်ပါတယ်။အခုလိုမျိုးတမိုးရှိရဲ့အသိပညာဗီဒီယိုတွေကိုမလိုတန်းကြည့်ရှုနိုင်ဖို့အတွက် Guardian Channel ကို Subscribe လုပ်ပြီး Notify Bell လေးကိုနှိပ်ထားဖို့အကြံပြုချင်ပါတယ်။ အခုပဲဆောက်လိုက်ကြအောင်အပိုင်းတသွေးဆုံးချိန်ဆိုတာဘာလဲဘယ်အချိန်မှာဖြစ်ပေါ်တတ်သလဲသွေးဆုံးချိန်ဆိုတာအမျိုးသမီးတဦးဟာဇက်တိုက်တစ်နှစ်ကြာအောင် ရာသီသွေးလုံးဝမလာတော့တဲ့အချိန်ကို ပြောခြင်းဖြစ်ပါတယ်ဒီအချိန်မှာ မျိုးအိမ်တွေဟာမျိုးထုတ်လွှတ်မှုကိုရပ်လိုက်ပြီးအမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ estrogen နဲ့ progesterone တွေထုတ်လွှတ်မှုလဲတိတိတတ်တာရောနေသွားပါတယ် ပုံမှန်အားဖြင့်အမျိုးသမီးအများစုဟာအသက်45နှစ်ကနေ55နှစ်ကြားမှာသွေးဆုံတတ်ကြပါတယ်။ဒါပေမဲ့တချို့သူတွေမှာတော့အသက်40မတိုင်ခင်စောစီးစွာလဲသွေးဆုံခြင်းဖြစ်ပေါ်တတ်လေးရှိပါတယ်။သွေးဆုံခြင်းမတိုင်မီနှစ်အနည်းငယ်ကိုတော့သွေးဆုံကန်ဒီကာလာလို့ခေါ်ပြီး၎င်းအချိန်ကစလို့လက္ခဏာတွေစတင်ပြသလေးရှိပါတယ်။အပိုင်း1သွေးဆုံကန်ဒီကာလာဤ လက္ခဏာများ သွေးဆုံးကာနီအချိန်ကာလမှာဟော်မုန်းတွေဟာမမှန်မကန်အတက်အကျတွေဖြစ်လာတာကြောင့်ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေစတင်လာပါတယ်။ပထမဆုံးတိတာရာကတော့ယာတိဆက်ဝင်ပြောင်းလဲတာပဲဖြစ်ပါတယ်။ယာတိလာတာပုံမှန်မဖြစ်တော့ပဲများလိုက်နည်းလိုက်ဖြစ်လာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။သွေးဆုံးကာနီချင်းရဲ့အထင်ရှားဆုံးလက္ခဏာကတော့အပူလိုင်းဖြစ်တာနဲ့ ညဘက်ချွေးထွက်လွန်လာပဲဖြစ်ပါတယ်။ရုတ်တရက်ခနာကိုအပေါ်ပိုင်းတွေ ပူလာပြီးမျက်နာနဲ့လဲပင်းတွေနီးရဲလာတတ်ပါတယ်။အပိုင်း၃ရေရှည်ကျန်းမာရေးဆိုင်ရာတက်ရောက်မှုများ ဟော်မုန်းယောနေခြင်း၏အကျိုးဆက်အစ်စထရိုဂျင်ဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက်အကာအကွယ်ပေးတဲ့အဓိက ဟော်မုန်းပဲဖြစ်ပါတယ်။၎င်းဟော်မုန်းယောနေသွားတဲ့အခါအောက်ပါကျန်းမာရေးပြဿနာများ ဖြည့်ပွားနိုင်ခြင်းပုံမှန်မြင့်တက်လာစေပါတယ်။နံပါတ်၁အရှိုးပွားခြင်း။အီစထရိုဂျင်ဟာအရှိုးသိပ်သည်းစာကိုထိန်းသိမ်းပေးနိုင်တဲ့အတွက်၎င်းရှင်နေသွားတဲ့အခါအရှိုးတွေအလွယ်ကူကျိုးနိုင်တဲ့အရှိုးပွားယောဂါဖြစ်နိုင်ခြင်းပုံမှန်မြင့်ပြလာပါတယ်။နံပါတ်၂နှလုံးသွေးကြောဆိုင်ရာယောဂါများအီစထရိုဂျင်ကာကွယ်မှုနည်းသွားတဲ့အတွက်သွေးဆုံပြီးအမျိုးသမီးတွေဟာနှလုံးယောဂါနဲ့ လီဖြစ်နိုင်ခြင်းပုံမှန်များပြလာပါတယ်။နံပါတ်3မိမကို6တွေ့ရင်းနဲ့စီလံကြောင်းဆိုင်ရာပြဿနာများစီလံကြောင်းနဲ့မိမကိုတဝိုက်အရေးပြားပါလာခြင်းကြောင့်6တွေ့လားရှိသွားရခက်ခွဲတာသို့မဟုတ် မထိန်းနိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။အပိုင်း4တွေးဆုံချိန်ကို ရင်ဆိုင်ကြော်လွှားနည်းများနှင့်ကုသနည်းများတွေးဆုံချိန်မှာ ကျွန်တော်တို့ကြုံတွေ့ရတဲ့လက္ခဏာဆိုးတွေကိုတတဆေးပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုရရှိနိုင်ဖို့အတွက်နေထိုင်မှုပုံစံနဲ့စားသောက်မှုပုံစံကိုပြောင်းလဲခြင်းဟာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။နံပါတ်၁အစားသောက်ဖြင့်ဟော်မုန်းပြောင်းလဲမှုကို အားဖြစ်ပေးခြင်း။ဟော်မုန်းတွေရောကြလာတဲ့အတွက်ဖြစ်လာတဲ့ရေရှည်ဆိုးကျိုးတွေကိုကာကွယ်ဖို့အာဟာရကိုအဓိကထားရပါမယ်။အစ်စထရိုဂျင်ဟော်မုန်းရောနေလာတဲ့အတွက် အယိုးပွားခြင်းမဖြစ်ရလေအောင်ကယ်လ်ဆီယမ်ကြွယ်ဝတဲ့နှုတ်ထွက်ပစ္စည်းများ အစိမ်းရောင်အရွက်များဗိုက်တာမင်ဒီတို့ကိုလုံလောက်စွာစားသုံးပေးရပါမယ်။တဘာဝအတိုင်းဟော်မုန်းနဲ့ဆင်တူတဲ့ဓာတ်တွေပါဝင်တဲ့အစားအစာများကိုစားသုံးခြင်းဟာအချို့သောမျိုးသမီးတွေမှာ ပြင်းထန်သောလက္ခဏာများကိုသက်သာစေနိုင်ပါတယ်။ဒါကြောင့်အီစထရိုဂျင်ကဲ့သို့ဟော်မုန်းနဲ့ဆင်တူတဲ့ဓာတ်များပါဝင်တဲ့ဘေဘီဆန်နဲ့ပြုလုပ်ထားတဲ့ ပဲနို့တိုဖူပဲမျိုးမျိုးနဲ့နှမ်းကျက်စေခဲ့သောစားစာများကိုပုံမှန်စားသုံးခြင်းအဖြစ်လက္ခဏာများကိုအများစွာသက်သာစေနိုင်ပါတယ်။တွေးဆုံးခြင်းရှိအမျိုးသမီးများဟာနှလုံးရောဂါဖြစ်နိုင်ခြင်းပုံမှန်မြင့်တက်လာတဲ့အတွက်နှလုံးအတွက်ကောင်းမွန်တဲ့ Omega 3ကျွေးဝါသောငါးအစီနဲ့တန်လွင်စီအခွန်မာတိများကို စားသုံးပေးပါ။နံပါတ်1လက္ခဏာများကို ထိ ंछ ုပ်ခြင်းပူလိုက် ချွေးထွက်လိုက်ဤလိုက်ဖြစ်နေတဲ့၎င်းဝေဒနာတွေဟာသွေးဆုံးချိန်ဟော်မုန်းပြောင်းလဲမှုကြောင့်အဖြစ်များဆုံးလက္ခဏာတွေပဲဖြစ်ပါတယ်။ဒီလိုပူလိုက်အေးလိုက်လက္ခဏာတွေကိုထိန်းချုပ်ဖို့အတွက်နည်းလမ်းများရှိပါတယ်။ပူဆက်တဲ့အစားအစာများကဖိန်းဓာတ်အရက်နဲ့ဆေးလေတောက်ခြင်းတို့ဟာခန္ဓာကိုယ်ရဲ့အပူချိန်စနစ်ကိုနှိုးဆွပြီးပူလိုက်အေးလိုက်ဖြစ်ခြင်းကိုပုံမဆူရစေတာမို့လုံးဝရှောင်ကျဉ်ရပါမယ်။ လေးဝင်လေးထွက်ကောင်းမွန်တဲ့အဝိစားများကိုဝိစင်ပြီးအိတ်ခန့်ကိုအင်းမြနေအောင်ထားခြင်းဖြင့်ရုပ်တရက်ပူလာတဲ့အပူချိန်ကိုလျှော့ချပေးရပါမယ်။စိပီစီမှုများခြင်းကြောင့်အပူတိုင်းဖြတ်ခြင်းဟာပုံမဆိုးရစေတာမို့အသက်ရှူလေးခြင်းငန်းလိုမျိုးစိပီစီမှုလျှော့ချတဲ့နီလန်းများတရားထိုင်ခြင်းများကိုပုံမှန်ပြုလုပ်ပေးရပါမယ်။နံပါတ်3ကိုလက်လှူရှာမှုနဲ့စိတ်ပိုင်းဆိုင်ရာနေထိုင်မှုပုံစံပြောင်းလဲခြင်း ကိုလေးချိန်ထိန်းညှို့ဖို့အယိုးသိသေးစာမကြအောင်ကာကွယ်ဖို့အပြင်းအထန်မလုပ်ရတဲ့လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်။ညဘက်ချွေးထွက်တာကြောင့်အီးပြက်တာတွေကိုကာကွယ်ဖို့အတွက်အိတ်ရှင်ပုံမှန်သတ်မှတ်ပါ။အိယာမဝင်ခင်နာယီအနှဲငယ်အတွင်းဖုန်း TV အစရှိတဲ့ electronic ပစ္စည်းများကို မကြည့်ပဲစောက်ဖတ်တာမျိုးကိုပြုလုပ်ပါ။စိတ်တူလွယ်တဲ့လက္ခဏာတွေသက်သာစေဖို့အတွက်မိသားစု ့မဟုတ်မိတ်ဆွေတငယ်ချင်းတွေနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုပြီးလူမှုရေးအရာပံ့ပိုးမှုကိုရယူပါ အပိုင်ငါစေဝကုသမှုများနံပါတ်1ဟော်မုန်းအစားထိုးကုသမှုဆိုးရွားတဲ့လက္ခဏာတွေခံစားနေရတဲ့အမျိုးသမီးများအတွက်ဆရာဝန်ညွှန်ကြားချက်နဲ့ဟော်မုန်းအစားထိုးကုသမှုကို ခံယူနိုင်ပါတယ်ဒါပေမဲ့ဟော်မုန်းအစားထိုးကုသမှုဟာလူတိုင်းနဲ့မသိလျော်ပါဘူး ။စိတ်တကြခြင်း၊စိုးရင်ပူပန်ခြင်းနဲ့အပူလိုင်းဖြတ်ခြင်းများကိုတတ်တာစေမဲ့အခြားသောစိဝကုသမှုများလည်းရှိပါတယ်။တွေးဆုံးခြင်းဆိုတာကျွန်တော်တို့မြင်နေကြတာမန်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုတသက်မဟုတ်ပါဘူး။ဒါဟာအမျိုးသမီးတဦးရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ဘဝတစ်စချို့ဖြစ်ပြီး အသက်အရွယ်အရအခက်ခဲဆုံးနဲ့စိတ်ကံစားမှုပြဿနာအများဆုံးကြုံတွေ့ရတဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။ ဒီကာလမှာဟော်မုန်းတွေမတည်ငြိမ်တာကြောင့်စိတ်ကံစားမှုတွေဟာအဆိုးရွားဆုံးခြေနေကိုယ်တော်ရောက်တက်ပြီးမိသားစုဝင်တွေနဲ့ပါကတောက်ကဆဖြစ်တတ်ပါတယ်။ဒီလိုအချိန်မှာသာသမီခင်မွန်းသုံးမဟုတ်မိသားစုဝင်တွေစီကစိတ်ပိုင်းဆိုင်ရာပတ်မုံမှုတွေနားလည်မှုတွေမရရှိဘူးဆိုရင်အဲ့ဒီမျိုးသမီးရဲ့ဘဝတစ်ခုလုံးကိုဆုံးရှုံးသွားသည့်အထိဖြစ်နိုင်တဲ့အခြေအနေကိုယ်တော်ရင်ဆိုင်ရနိုင်ပါတယ်ဆိုတာအလေးအနက်သတိပေးချင်ပါတယ်။ဒါကြောင့် ဒီသွေးဆုံးချိန်ဟာအမျိုးသမီးတွေအတွက်မိသားစုရဲ့အနှွေးထွေးဆုံးဂူးဆိုင်ပေးမှုနဲ့နားလည်မှုအများဆုံးလိုအပ်တဲ့အချိန်ပဲဖြစ်ပါတယ်။မိသားစုရဲ့မြစ်တာနဲ့ကုညီပံ့ပိုးမှုဟာဘေးစိဝါဒီထက်မဆိုပုံမှုအစွမ်းထက်ပါတယ်။ကျွန်တော်တို့ပြောပြခဲ့သလိုပဲတည်တည်မြတ်တာစွာလိုအပ်သလိုစားသုံးနေထိုင်ပြီးလိုအပ်တဲ့လူနေမှုပုံစံအတိုင်းကြည်ကြံနေထိုင်မယ်ဆိုရင်အရေးကြီးဆုံးကတော့နှွေးထွေးတဲ့မြစ်တာနဲ့ ပဝန်းရှင်ပြည့်ဝနဲ့ဖြစ်သန်းနိုင်မယ်ဆိုရင်ဒီခက်ခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်မှာပါဒီလိုခက်ခဲဆုံးတွေးဆုံးချိန်ကာလကိုအကောင်းဆုံးဖြစ်သန်းနိုင်ရင်ကြံရှိတဲ့ဘဝကာလတစ်လျှောက်လုံးမှာအဆင်ပြေပြေနဲ့ပျော်ရွှင်ကြမှာစွာနေထိုင်နိုင်သွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကနေတမိုးရှိရဲ့ဒီပညာဘူးသူတရရရှိသွားရဲ့ဆိုရင်လည်း like and share လုပ်ပြီး update ခဲ့လို့ရပါတယ်။နောက်လာမယ့် video တွေကြည့်အောင်လဲ nudi belly ကိုနှိပ်ထားဖို့အကြံပြုချင်ပါတယ်။လူကြီးမင်းတို့အနေနဲ့ပုံမတိလိုတဲ့ကျမရဲ့ဘူးသူးတာရဲ့ရှိရင်လဲ comment မှာရေးသွားပေးပါဦး။နောက်ထပ်ပုံမတန်မှုရှိတဲ့ကျမရဲ့ဘူးသူးတာတွေရဲ့အတွက် Guardian Channel ကို subscribe လုပ်ပေးဖို့တောင်းဆိုရင် နောက် video တွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်။အားလုံးပဲကျမပြည့်ရှင်နိုင်ကြပါစေ။